သူဘာပြောပြောဘလောက်ဆူဆူဘလောက်ဆဲဆဲကိုအသားနာအောင်ဘလောက်ကျမဆိုရင်အခုချိန်ဒီပါနာရိုက်ခံနေရအောင်ကိုချစ်တယ်လို့ပြောတိုင်းပြောမနေကြနဲ့နော်မိသားစုတွေအော်ငါယောက်ျားငါ့ကိုချစ်တယ်ငါသားလေးကငါ့ကိုချစ်တယ်ငါသမီးလေးကငါ့ကိုချစ်တယ်ဆိုတဲ့ပီတိလေးရင်နဲ့မိပမအေးမီမာတော့လေတိလာကျွန်တစ်ပိုင်းကြာလို့သူလူလေးတွေအရွယ်မရောက်ခင် ဖုတ်ပေးလိုက်စပေးလိုက်အော်သူတို့လေးကြီးလာရင်တော့ ငါဟာလေးတွေပြန်လှုပ်ပြီးမှာပဲလို့မိဖရမျောလင့်နေရလေမမျောလင့်နေတော့ဟုတ်တယ်သူပြောသလိုပဲကဘာမမထက်တူမကြတဲ့မိသားစုတွေအများကြီးပဲဗျဘယ်တာသမီးမှာလုံးဘဲဦးချုံမိသားစုတွေကြတော့မိဖကောင်းပြီပဲလို့တာသမီးစုတွေရှိတယ်အချို့မိသားစုတွေကြတော့တာသမီးကကောင်းပြီမယ်လို့အဲ့လိုမျိုးမိဖတွေမကောင်းတာတွေရှိတယ်ပေါ့နော်အမျိုးမျိုးပေါ့ဗျာဒီမအေးကြီးရလေသူတို့လိုရဲ့စက်တွေကိုပေးနိုင်ရင်သာသူတို့ကကောင်းမှာတိလား ကိုမပေးနိုင်ကောင်းတော့အေးယောက်ျားရတယ်ဒီလိုပဲသူတို့လိုဘက်စီရင်တော့ဟောငါမိမ့်မမိမ့်မနဲ့တီတီတာတာကတ်လိုက်ဟောအော်ဟဲ့ကျန်ကောင်ကိုချစ်တာပဲဟာအရင်တော့လိုတုံးမဲပဲဟာလို့မတင်နဲ့နော်တာယာမှုတွေစားနေတာယောက်ျားတွေတီလားမိမ့်မတိုင်းတိဖို့အုံနောက်ထဲမှာရိုက်တာလူတွေကလေတယောက်နဲ့တယောက်နဲ့ဝစ်ကြွေးရှိလို့တွေးချတာတဲ့ ဲ့ဒီဝတ်ကျွေးရှိလို့တွေးကြတဲ့နေရာမှာမိဘဝတ်ကျွေးရှိတဲ့သူကပိုဆိုရယ်ကျမဆိုရင်မိဘဝတ်ကျွေးကြီးတာပေါ့နော်ကျမမိဘပေါ်မှာအရန်ကောင်းနေတလောက်30 30ထောက်ပံ့နေနော်မိဘတွေနေဖို့ကွန်ဒိုခုနကမှတာသမီတွေမကောင်းတာဒီတယောက်ကြတော့မိဘတွေမကောင်းဘူးလို့ပြောရမှာပေါ့နော်တပိထားတဲ့အိမ်ပေါ် driver ထားတယ်ဒါပေမဲ့ကျမမေရလေသူကလေကျမကိုဆိုလေနမဲနဲ့စပြောတယ်ဆဲတယ်ဆိုတယ် လိုမျိုးအကြောင်းရင်းမရှိဘဲနဲ့ပြဿနာရှာတယ်ပြီးစကားလေးနည်းနည်းလေးတော့အဲ့လိုအတိမ်းဆောင်မခံအဲ့လိုအတိမ်းဆောင်ခံွားတာနဲ့ဒါမှကျွန်တော်အားလုံးကိုချုံပြီးတော့ဘလုံးရှင်နေတော့ပတ်မယမ်းချစ်ပါဘူးအချို့အဲ့လိုမျိုးထတ်တူကြတဲ့မိသားစုတွေလည်းပျော်ရွှင်နေရတဲ့မိသားစုတွေလည်းအများကြီးရှိတယ်ပေါ့ဗျာမျိုးကတော့ဟိုမမက်ရိုင်းရိုင်းပြောတယ်ပေါ့နော်ဒီမှာအရင်တော့ဆိုရင်လည်းအရင်စိတ်တူတယ်ခါကျရင်နေနေငါနေတယ်တော့ဒီမှာပြောမိတယ်ပေါ့နော်အရင်ကို ဘဝမှာမကြုံဘူးကျမကိုအလောက်ကြီးတိနာချင်အောင်ပြောဆိုတတ်တဲ့လူမျိုးပေါ့နော်စိတ်မကောင်းလဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒါပေမဲ့ကျမကကျမအကိစ္စတွေကျမကူးခွေတဲ့ဆရာတော်တွေကိုကျမအမြဲတမ်းရှောက်တယ်ဆရာတော်တွေကပြောတာတမီးတဲ့အဲ့ဒါဝစ်ကြွေးပါလာလို့တမီးအတိတ်ဘဝကတစိမ်းဆိုရင်ကွာကျမအလောက်နာကျင်အောင်လှုပ်လိုက်ရင်ကျမသူ့ကိုစွန့်ပစ်လိုက်လို့ရတယ်ဘလော့လိုက်လို့ရတယ်ကျမဘဝတွေကထုတ်လိုက်လို့ရတယ်ဒါပေမဲ့ မိဘဆိုထုံမမရဟုတ်တယ်ဗျတစင်းဆိုရင်လည်းတမျိုးပေါ့ဗျာမိဘတွေဖြစ်နေတော့ပို့ပြီးတော့ခံခတ်တာပေါ့နော်ခုသူတွေကအဲ့လိုမိဘဝစ်ချွေပါတဲ့သူတွေရှိတယ်နောက်သားသမီးဝစ်ချွေပါတဲ့သူတွေဆိုမိဘအရန်ကောင်းပြီးသားသမီးကမတိတတ်ဘူးမိဘကအမြဲတမ်းအရှက်ကွဲကျုံနဲ့ဖြစ်အောင်လုပ်ပြီးအရန်ဆိုးသွင်းတဲ့သားသမီးတွေရှိတယ်အဲ့ဒါသားသမီးဝစ်ချွေပါတာဒါမိဘကဒီလိုစွန့်ပြစ်လို့မရအဲ့တော့မိဘဝစ်ချွေပါတာသားသမီးဝစ်ချွေပါတာဆွေမျိုးဝစ်ချွေပါတာ ဲ့ဒါလေနောက်ယောက်ျားဝတ်ကြွေးပါတာလေပေါ့နော်အဲ့ဒီဝတ်ကြွေးတွေလေတော်တော်ခံရခက်တယ်ဒါပေမဲ့ယောက်ျားဝတ်ကြွေးဆိုရင်တော့ကွာဒီယောက်ျားကိုကွာလိုက်လို့ရသေးတယ်မိသားစုဝတ်ကြွေးဆိုဒီမိသားစုဆွန့်လိုက်လို့ရသေးတယ်သားသမီးဝတ်ကြွေးနဲ့မိဘဝတ်ကြွေးပါရင်ဘယ်မှရှောင်ရဲလို့မရအောင်ကျမကိုယ်ကိုယ်ဆရာတွေလို့ကျမအမြဲတမ်းရှောက်တယ်ကျမမပြောတဲ့စကားတွေလေကျမအမေကကျမပြောပါတယ်လို့ကြားပြီးတော့ तू အမြင်နဲ့ကျမကိုအမြင်မချင်ဘူးပေါ့နော်အဲ့လိုတွေကြုံလာရင်တော့နောက်ဆုံးတော့ဒီရတဲ့ဘက်နဲ့ပဲဖြေသိမ်းရမှာပေါ့ဗျာ ကျွန်မလည်းစဉ်းစားတယ်။မာလေးဒီလောက်ကောင်းလို့ပေးထားတာဘာကြောင့်လဲဆိုတော့ကျွန်မကျွန်မကိုးဝယ်တဲ့ဆရာတော်ကိုကျွန်မရှောက်တော့ဖုန်းဖုန်းတွေကတကမားတဲ့တကမားမိမဝှစ်ချွေးပါလာတာတဲ့အဲ့တော့ဒီဘဝမှာတကမားကြေအောင်ဆက်လိုက်တဲ့သူဘာပြုတ်ပြော့ဘလောက်ဆူဆူဘလောက်ဆဲဆဲကိုအသားနာအောင်ဘလောက်ကျွန်မဆိုရင်အခုချိန်ဒီပါနာရိုက်ခံနေရတော့ဘာမှမလုပ်ဘဲနဲ့ဟိုလေတော့အဲ့လိုပြောမှဆိုသူစိတ်မကြည်ရနဲ့အဲ့လိုကျွန်မသူပြောသလိုဆိုလို့ရှိရင်ခုနကမှမနဲ့တော်သေးရဲ့ပြီ ုနကမှအဲ့လိုမျိုးထောက်ပံ့ပေးတာမျိုးတွေမရှိတဲ့အတွက်သူ့ကိုစွန့်ခွာသွားကြတော့ပေါ့နော်တော့ဒါလက်ရှိထောက်ပံ့ပေးရတာမှအပြစ်တွေပြောတော့မှဆိုတော့ဘဝတော့ခံခတ်တာပေါ့အော်လေအဲ့လိုမျိုးလူချားလည်းလက်မရှိအောင်သူချားလည်းမရှိအောင်အဲ့လိုလုပ်နေငငယ်တော့ဆိုရင်ပို့ဆိုရကျမငငယ်လေးကအရွယ်မရောက်ခင်တည်းကနှိမ့်ဆက်ခံရတဲ့နေမှာပါတယ်မိဘနှိမ့်ဆက်ခံထားရတဲ့နေမှာပါတယ်ပေါ့နော်နှိမ့်ဆက်ခံရတဲ့သားသမီးနေမှာပါတယ်ဒါပေမဲ့ဖုံဖုံနေရပျော်နေတာ ုံမုံညကိုရှောက်တော့ဘုံမုံညဒီဘဝမှာကြေအောင်ဆက်လိုက်ပါအဲ့မိဘဝွက်ချွေပါတာပေါ့နော်အဲ့ဒါလာပြောอืม